အင်းလေးကိုလူကိုယ်တိုင်သွားရောက်လူတန်းခဲ့တဲ့ဝက်မုံရွှေကြီးပြည်သူ့အချစ်တော်မင်းသမီးလေးအကယ်ဒမီဝက်မုံရွှေကြီးကတော့ငလျင်ဘေးအတွက်တောက်လျှောက်လူတန်းနေခဲ့တဲ့အပြင်အခုတခါအလူရှင်နေနေတဲ့အင်းလေးဒေတာဘက်ကိုကိုယ်တိုင်သွားရောက်လူတန်းခဲ့ပါတယ်။ကင်းအင်းလေးကို ရောက်ဖြစ်ခဲ့ပါတယ်။ကိုလန်လန်းမိတဲ့လောက်ကုလို့လူလို့ရတဲ့နေရာတွေကိုရင်ဒီနေ့တော့စိတ်ပူရတဲ့အင်းလေးကိုရောက်ခဲ့တဲ့ဒီနေရာကို မသွားခင်ကိစ္စိတ်ပူနေခဲ့တာတောက်ရင်ရှိပါမလား။ အစားအစာစေးဝါလုံလောက်ပါမလားနဲ့အတွေးပေါင်းစုံနဲ့တကယ်လဲရောက်ရော ပြိုလဲနေတဲ့ခြေတန်းရှင်အိမ်တွေရွာတွေကိုမြင်ရတော့ကစ်သဘောပေါက်သွားတာက ပြန်လဲထူထောင်ရေးအခန်းကဏ္ဍဆိုတာပါပဲလို့ကစ်ကပြောလာခဲ့ပါတယ်ကစ်ကလေးကအင်းလေးဟာသူမနဲ့မစိမ့်သလိုရုပ်ရှင်စကားကောင်းတွေရိုက်ခဲတဲ့သူမရဲ့အမတ်တရနေရာလေးလည်းဖြစ်ပါတယ်ဒါကြောင့်ကစ်ကဟာအင်းသူအင်းသားတွေအတွက်စိတ်ပူနေခဲ့တာဖြစ်ပြီးအားပေးနေတဲ့စကားတွေလည်းပြောခဲ့ပါသေးတယ် ိကိလေးရဲ့အားပေးကူညီမှုလေးတွေကိုကျေးဇူးတင်ပါတယ်ခင်ဗျာပရိသတ်ကြီးရောကိကိရဲ့အင်းလေးမှာရိုက်ခဲ့တဲ့ဇကားနံမီတို့မဟုတ်အင်းလေးမှာဘယ်မင်းသားနဲ့တွေ့ရတာလဲဆိုတာကိုမှတ်မိရင်ကောမန့်မှာမှတ်ခဲ့ပေးပါအောင်ခင်ဗျာလီလီဆက်ပရိသတ်ကြီးကျမ်းမှာချမ်းသာပါစေခင်ဗျာ